။အများကြီးသိလားကျွန်တော်လို့လာလဲဆိုတာ။နော်နော်မကြောက်တော့ပါပဲ။ရံများလာတွေ့ရတယ်။မလုပ်ပါဘူးကျွန်တော်ကဒီတိုင်းပဲကြည်တာပါပဲ။တူတက်ကျွန်တော်လည်းသိလည်းမသိဘူးလေ။ဒါဂျိုင်းလူကြီးခုံမှာထိုင်နေတဲ့အတွက်သူ့ရဲ့ performance ကိုပဲကျွန်တော်ကြည်တာ။ကျောက်ဘာဖြစ်ချင်းလို့ဒီလိုလာလဲဆိုတာခင်ဗျားသိလားပြန်တောင်းပန်ပါတယ်ကတော့ပါတယ်ကိုတဲ့ဟို viewer တွေအရန်တက်နေလို့နောက် media page တွေကတင်နေတာတွေတော့သူများတွေက share လာပြီးတော့ပြောတယ်ဒါပေမဲ့ကျွန်တော်က media တွေက block တာတော့ media ဟာတွေကကျွန်တော်တကူးမှမမြင်အောင် မင်းသားဖြစ်ချင်လို့ညာစူပါစကားမင်းသားဖြစ်ချင်လို့ဘာလို့မဖြစ်ပါဘူးဒါတရုတ်ဆောင်နေမှန်းသိပါတယ်တရုတ်ဆောင်ကောင်းခြင်းမကောင်းခြင်းပဲကြည်တာပါအကျဏ်ဘာမှရှိပါဘူးဖြတ်ထိုးညံကောင်းတယ်အဲ့ဒါကိုကျွန်တော် appreciate လုပ်တယ်ကော်ပီလုပ်နိုင်တာကိုကျွန်တော်တရုတ်ဆောင်ကောင်းတယ်လို့မထင်ဘူးနေတို့တာတွေရီကားတဲ့ item ကို ဘလောက်ကြီးတူအောင်လှုပ်ပြလှုပ်ပြအဲ့ဒီသူကိုကျွန်တော်တရုတ်ဆောင်ကောင်းတယ်လို့မမြင်ဘူးဒါသူအိမ်မှာအထက်ထလေ့ကျင့်ထားလို့ item ကောင်းတဲ့အတွက်ဒီ finalist တွေကို show like နဲ့ glitter and bitter final မှာကျွန်တော် judge လုပ်ဖို့အကူညီတောင်းတယ်ပြီးတော့ကျွန်တော်သွားပြီးတော့အကူညီပေးတယ်ပေါ့အဲ့မှာ show like နဲ့စပြီးတော့လက်တွဲပြတယ်လက်တွဲပြတော့ superstar academy ဆိုပြီးတော့တရုတ်ဆောင်ပြိုင်ပွဲတစ်ခုလုပ်မယ် ဒိုင်းလူကြီးဖြစ်နေပါဝင်ပေးဖို့ပြောတဲ့အချိန်မှာဒါလှုပ်တဲ့အလုပ်တစ်ခုလို့ယူဆလို့ကျွန်တော်လက်ခံပြပါအဓိကတော့တရုတ်ဆောင်ပဲကြည်တာပေါ့နော်တရုတ်ဆောင် item ဒါနံပါတ်1ကြည်တာပေါ့နောက်တစ်ခုကတော့တရုတ်ဆောင်တယောက်ချင်းစီရဲ့ team work အဲ့ဒါလေးလည်းကြည်တယ်နောက်တစ်ခု improvising skill ပေါ့ကျွန်တော်ကတော့အဲ့ဒါကိုပါကြည်တယ်ကျွန်တော်ကအဲ့ဒီအချက်ကိုပါကြည်တယ် improvising skill ဆိုတာသူတို့ရဲ့ဖြတ်ထိုးဉာဏ်နဲ့ဒီကြုံတဲ့အခြေအနေပေါ်မှာအကောင်းဆုံး carry လုပ်ပြီးတရုတ်ဆောင်သွားနိုင်တဲ့ဟာအဲ့ဒါကိုပါကြည်တယ် ဒါတော့ तू သရုပ်ဆောင်ပြိုင်ပွဲမှာ तू စိတ်ကူးနေ तू လောက်တာပါပဲကျွန်တော်ဒီပုံမှာဘာမှပြောကြမရှိပါဘူး item ကောင်းတဲ့အတွက်ဒီ finalist တွေကိုပါလာတယ်ဒါပဲပေါ့အဲ့တခုရှယ်ဒါကျွန်တော်တို့ကဟိုဒီပုံမှာမကန့်တတ်ထား तू ရဲ့စိတ်ကူးနေသရုပ်ဆောင်လာပြိုင်တာဖြစ်တဲ့အတွက်သူစိတ်ထဲမှာရှိတဲ့အတိုင်းသူတရုပ်ဆောင်권ရှိတယ်အဲသူပောက်ကွဲ권ရှိတယ်သူပြော권ရှိတယ်သူငို권ရှိတယ်ဒါသူကြိုက်တာလောက်권ရှိတယ်ဒီပုံမှာကျွန်တော်ဘာမှဟိုကောင်းခြင်းမကောင်းခြင်းမကြည့်တာ ကြံတဲ့မှတ်ချက်ဘာမှပေးစရာမရှိဘူးဘလို့မဖြစ်ပါဘူးဒါတရုတ်ဆောင်နေမှန်းသိပါတယ်သူတရုတ်ဆောင်နေမှန်းကျွန်တော်သိပါတယ်ဒီဒီဘက်ဘာမှမဖြစ်ပါဘူးတရုတ်ဆောင်ကောင်းခြင်းမကောင်းခြင်းပဲကြည်တာပါကြံတာဘာမှမရှိပါဘူးမလုပ်ပါဘူးကျွန်တော်ကဒီတိုင်းပဲကြည်တာပါပဲကျွန်တော်ကျွန်တော်ဒီလိုပဲဒီတိုင်းပဲကြည်နေတာပါဟိုဘာမှဟိုသူနဲ့ကျွန်တော်နဲ့အတိလည်းမသိဘူးလေဒါဂျိုင်လူကြီးခုံမှာထိုင်နေတဲ့အတွက်သူ့ရဲ့ performance ကိုပဲကျွန်တော်ကြည်တာကျန်တာဘာမှမရှိပါဘူးအဲတရုတ်ဆောင်တရုတ်အနေနဲ့ဖြတ်ထိုးညံကောင်းတယ်အဲ့ဒါကိုကျွန်တော် ပရိရှိတ်လောက်တာပြိုင်ပွဲဝင်သရုပ်ဆောင်ပြိုင်ပွဲတခုလုပ်လိုက်ပြီဆိုလို့ရှင်မြို့သားသရုပ်ဆောင်တွေစိတ်ကြိုက်သရုပ်ဆောင်ပါဆိုလို့ရှင်နေတိုးရဲ့တာတေကြီး၁၀ရောက်ပြိုင်၉ရောက်လောက်ကအဲ့ဒါပဲလာလို့အဲ့ဒါကိုတော်တော်စိတ်ညစ်တခါလာတာနေတိုးရဲ့တာတေကြီးကားတွေကဇာသိန်းကကျွန်တော်အဲ့ဒီတာတေကြီးကိုမကြည့်ရဘူးသေးပဲနဲ့ကိုအလွတ်ရရနေပြီ copy လုပ်နိုင်တာကိုကျွန်တော်သရုပ်ဆောင်ကောင်းတယ်လို့မထင်ဘူးနေတိုးတာတေကြီးကားတဲ့ item ကို ဘလောက်ကြီးတူအောင်လှုပ်ပြလှုပ်ပြအဲ့ဒီသူကိုကျွန်တော်တရုတ်ဆောင်ကောင်းတယ်လို့မမြင်ဘူးဒါသူအိမ်မှာအထက်ထလေ့ကျင့်ထားလို့ copy လုပ်နိုင်တာပဲရှိတယ်မိကလေးဆိုရင်ဥဝဲရင်ပတ်ထဲရထားယောက်ျားလေးဆိုရင် နေတိုးရဲ့တာတီကိုလူမင်းရဲ့ငဲကြုံဆိုအဲ့ဒါတွေကလေတရုတ်ဆောင်ပြိုင်ပွဲလှုပ်လို့လူတရာလာရင်80 80လောက်ကဓာရီပဲလာလှုပ်ပြအဲ့ဒါတွေကိုကျွန်တော်စိတ်ညစ်နေရအဲ့ကြောင့်အဲ့ဒီအချိန်မှာသူဒီလိုမျိုးဖောက်ထွက်ပြီးလှုပ်တာကိုဒီ idea ကို appreciate လုပ်တဲ့အနေနဲ့ finalist တွေကို ကျွန်တော် recommend လုပ်ခဲ့တယ်။သူတောင်းပန်ပြန်တောင်းပန်ပါတယ်။ပြန်တောင်းပန်ပြီးတော့ဟိုတနေ့ကလည်း Messenger မှာကျွန်တော်လာပြီးတော့ကြောက်ပါတယ်။ကိုတဲ့ဟို viewer တွေအရန်တက်နေလို့ရပါတယ်လို့ကိစ္စမရှိစိတ်ထဲမထားပါနဲ့လို့ဘာမှဖြစ်ပါဘူးလို့။ကျွန်တော်တခါပဲကြည့်လိုက်ကြာနာမကြည့်ဖြစ်ဘူး။နောက် media page တွေကတင်နေတာတွေတော့သူများတွေက share လာပြီးတော့ပြောတယ်။ဒါပေမဲ့ကျွန်တော်က media တွေက block ထားတော့ media ဟာတွေကကျွန်တော်တကူးမှမမြင်အောင်ကျွန်တော်ဒီပြိုင်ပွဲကကျွန်တော်ကိုယ်တိုင်က judge အနေနဲ့ပဲပါတာ။ ဒါရိုက်တာကကြတော့ညီလေးမင်းသက်မောင်မောင်ပေါ့ဆိုတော့ကျွန်တော်အနေနဲ့က adjust အလုပ်ပဲလုပ်တယ်ပေါ့နော်အကျန်နဲ့တို့ရဲ့အားတွေအကုန်လုံးကတော့ show like နဲ့ညီလေးဘက်ကနေပြီးတော့ arrange လုပ်သွားတာပေါ့ဆိုတော့ကျွန်တော်အနေနဲ့ပြောရင်တော့တော်တော်ခက်ခက်ခဲခဲ challenge တွေပါပါတယ်ကျွန်တော်ကတော့အကုန်လုံးဖြစ်စေချင်ပါတယ်တရုပ်ဆောင်တွေအကုန်လုံးအောင်မြင်စေချင်တယ်ဟောတရုပ်ဆောင်လောကမှာတစ်ခါလာတစ်ခါလာဒီလူတွေကြီးပဲဆိုတာအတက်လေဖောက်ထွက်ပြီးတော့တရုပ်ဆောင်တွေ